မင်္ဂလာပါအခုကျွန်တော်ကတော့ဒီနေပဲမတူတဲ့တငယ်ချင်းတယောက်ရဲ့ဘဝခြားနားချက်လေးတွေပေါ့ကျွန်တော်ကတော့ဆမ်ဆုံပါကျွန်တော်ကကျောင်းသားပါကျွန်တော်ကတော့ဂျက်စတင်ပါလက်ရှိအလုပ်လုပ်နေပါတယ်ဒီကိုဗစ်ကာလာမှာတို့ကျောင်းနေပိတ်တယ်ပေါ့ကျောင်းပိတ်တဲ့ခါမှာတို့တို့တယောက်တညာစီအလုပ်ထွက်လုပ်ကြတယ်ပြီးတော့ကျောင်းမြတ်တက်တဲ့အချိန်မှာကျွန်တော်ကကျောင်းမြတ်တက်တယ်သူကတော့ အလုတ်ခွင်းထဲမှာပဲဆက်ပြီးတော့ကျင်လိုက်ကြတာပေါ့။ဒါနဲ့ဘလို့ဖြစ်ပြီးတော့အလုတ်ခွင်းထဲမှာဆက်ပြီးတော့ဖြစ်ခဲ့လဲပေါ့။ကြောင်ဘာလို့ကြောင်မတက်လဲကွာအလုတ်။ကြောင်ဆက်မတက်ဖြစ်တဲ့ကြောင်ရပါငါအကြောင်းစာလဲမလုပ်ရှင်ပါ။ပြည့်ခါကျတော့ကိုကနဲ့ကိုလည်းပတ်စံရှာတုံးရှင်။နောက်ပြီးသားရင်အဲဟိုကြောင်မှာကိုလိုချင်တဲ့ပညာရက်ကကြောင်မှာမရှိဘူးဆိုတဲ့ခါကျတော့ကြောင်ကနေထွက်ပြီးတော့ပဲအပြင်လှုပ်လှုပ်တယ်။ဒီနေ့အသက်အလုတ်လှုပ်အဲ့လိုမျိုးနေပဲတွေ့ကြုံရှာရပါတော့။ ဒါတော့ဘလို့နေနေအခုကအကြောင်းပညာရေးပေါ့နော်အစီအကြောင်းတက်နေရဆိုတော့အကြောင်းကဘယ်လိုမျိုးအခက်အခဲရှိလဲပေါ့နော်ဘယ်လိုမျိုး ပြောင်းလဲသွားတာဟောရှိလဲပေါ့အကြောင်းကဘယ်အစားပြောင်းလဲဆိုရင်တော့အကြောင်းမြောက်ဖွင့်တဲ့အချိန်ပေါ့အကြောင်းမဖွင့်ခင်တော့ကတော့ဒီဒီရန်ကုန်မှာအလုပ်လုပ်ရကွာတည်ပါတယ်တော့ဟိုတယ်မှာအလုပ်လုပ်တယ်အလုပ်လုပ်နေအကြောင်းမြောက်ဖွင့်တဲ့အခါကျတော့အမေကအကြောင်းမြောက်တက်ခိုင်းတယ်ပေါ့သူနဲ့ပဲအကြောင်းမြောက်တက်ဖြစ်တယ်အကြောင်းတက်တဲ့အခါကျတော့ဘာပြောင်းလဲသွားလဲဆိုတော့ကိုကဟို၃နှစ်လောက်အောက်သွားတော့ တက်ကကြီးွားတယ်ကွာကိုဘယ်တဲ့တော့နင်းငယ်တဲ့ကောင်လေးနဲ့ပြန်ပြီးတော့ level တန်းသူပေါင်းကတော့ကိုကအကြီးပေါ့အเจ้าကအခန်းထဲမှာကျင်တော့အကောင်ပေါ့ဘာကောင်လဲတော့မသိအကြီးဆိုတော့တို့ကကိုယ်စကားဆိုနားထောင်တယ်ပေါ့နည်းနည်းပြောဩစာညောင်းနေပေါ့ကွာအခန်းထဲမှာဆိုရင်အာနည်းနည်းလူရှိန်နေပေါ့ဘာရောမဟုတ်ဘူးကွာဒီအသက်ကြီးရလေးကတော့အသက်ကြီးရဘယ်လိုဖြစ်သွားလဲဆိုတော့အုံနောက်ကနည်းနည်းညံရင်မိသွားလို့ပြောလို့ရတယ်ကွာစာကြက်ရတယ်များတဲ့ကိုကလည်းနည်းနည်း ပညာရေးအခမ်းအနားရှိရတော့စာကျင့်လည်းများထက်အရင်ရတယ်။ဒါနဲ့ဘုဒ္ဓတာလည်းဟိုအပြင်တော်ကနေထွက်ပြီးတော့မှကျောင်းထဲပြောင်းလာတဲ့အခါကျတော့အဲ့လိုဘုဒ္ဓတာလည်းတနေ့သူများထက်ပို့ပြီးတော့ရှိပါပို့နေမြင်တတ်သွားတယ်ပေါ့။အဲ့လိုလေးရှိတယ်။ကျောင်းမဆိုရင်လည်းအကြီးဆိုတော့တခုခုဆိုရင်ကိုရီကိုပဲခိုင်းတယ်ပေါ့။ဘာလို့တိုးတက်သွားလဲဆိုတော့အရင်တော့ပြောင်းသွားတာမရှိဘူးပုံမှန်အတိုင်းလေးပဲကျောင်းတက်လိုက်အိမ်နဲ့ကျောင်းကျောင်းနဲ့အိမ်နဲ့ပြောကြတော့ဒီအလုတ်ခွေထဲမှာကြတော့ဘယ်လိုမျိုး အလုတ်ခွင်ဆိုတော့ဟိုအပြင်လောကမှာဆိုတော့ဘလို့ကိုယ့်ကိုထိန်းသိမ်းနေထိုင်နေအဲ့ဒါကကြတော့ထိန်းသိမ်းနေထိုင်တာကကြတော့ကိုယ်ကနေဟိုဘောနော်ကိုယ်ကဘလို့ပုံစံမျိုးဖြစ်နေတာလဲဘောနော်အဓိကမတော့မစားပဲနေရှင်လို့ရှိရင်တော့လေဟိုဘလို့ကမလဲအများကြီးတော့ရှိရဲ့လူတော်များနဲ့ပေါင်းလိုက်တောက်လျှောက်ပေါင်းလိုက်တူတူအကုန်လုံးကတော့တောက်တယ်တောက်တယ်စားတယ်အဲ့လိုမျိုးပဲဒါပေမဲ့ကိုရတော့အဲ့လိုမျိုးမဖြစ်ရှင်အဲ့လိုပုံစံမျိုးကြီးမနေရှင်တဲ့ခါကျတော့ ပတ်စံကုန်မှလည်းကြောက်တယ်ကွာသူကအဲ့တော့မတောက်ဘူးမစားဘူးပတ်စံရတယ်ပတ်စံဆူတယ်အလုံးလုံးတယ်ပတ်စံဆူတယ်ကွာအဲ့လိုမျိုးကုန်ဆိုင်နေနေတယ်တဲ့ဟာတိုးတက်ပြောင်းလဲလာတဲ့ဟာကဘယ်လိုရှိလဲဆိုတော့ကျောင်းကထွက်ပြီးလို့ရှိရင်အလုံးလုံးတာပါအစားကွာအတင်းမလားချီတော့မတင်တတ်တော့မတင်အဲ့တော့သူများရှိရောက်သွားတဲ့ခါကျတော့ဟိုအဲ့လိုအတိတွေလည်းဖြစ်တဲ့ခါကျတော့စားပြီးလှုပ်လှုပ်တဲ့အဲ့လိုလူတွေတွေ့ပြီးလှုပ်တဲ့ခါကျတော့သူတို့ကပြောပြတယ်အဲ့ဒီကနေပဲဟိုတစင်တစင်ဒီမှာအတွေ့အကြုံ၅ခုလောက်ရရင် နောက်ထပ်လုပ်တစ်ခုပြောင်းသွားတယ်အဲအဲ့မှာနောက်ထပ်ငါးခုငါးခုထက်ရပါတယ်ဒီပေါင်းပေါင်းပြီးတော့ကသူဖြင်းပြပြအတွေ့အကြုံယူရင်းနဲ့ပဲအလုပ်ကောင်းကောင်းလုပ်သွားတယ်ဒီလိုမျိုးပုံစံပဲအခုကကိုကနဲ့ကိုလည်းထပ်ပြီးတော့လုပ်ဆရာအများကြီးရှိသေးပါတော့ကိုကနဲ့ကိုလည်းတအားမရသေးဘူးဟိုင်းရှိရဲ့အခုလက်ရှိမှာကတို့တို့ရွယ်လူငယ်တွေပေါ့အခုဆိုရင် အတူတွေ့တွေ့ great တွေ့တာမှာကွာအဲ့လိုဂျားမှာဘယ်လိုဖြစ်သွားလဲဆိုတော့ great တွေကအရင်ခက်တယ် ရင်ခက်ရဆိုတော့စာလဲမကြက်ချင်တော့ဘူးကိုယ်အသက်ရနေကြတော့စာမကြက်ချင်တော့ဘူးဆိုတော့အဲ့လိုစဉ်းစားမိရပါတယ်အပြင်မှာအလုပ်ထွက်လုပ်လိုက်ရင်ကောင်းမလားဗောဒီကြောင်းကိုဒီတွဲကိုဆက်မတက်ပဲနဲ့ကွာအပြင်မှာလုပ်ထွက်လိုက်မယ်ဆိုရင်တော့ဟိုပရိုအမြင်နဲ့ဆိုရင်ကွာဘယ်လိုသဘောရလဲထွက်လုပ်တင်လားကြောင်းပဲဆက်တက်တင်လားနည်းနည်းလုပ်ရကကိုယ့်ရဲ့ခံယူချက်ပေါ့နော်ကိုကဘယ်လိုဟာကိုလိုချင်တာလဲဟို ကိုလိုချင်တဲ့ပညာရက်ကအကြောင်းမှမရှိဘူးဆိုရင်တော့လေအကြောင်းကနေထွက်ပြီးတော့ဒီနေ့နေ့ပိုင်းတက်အလုပ်လုပ်ရင်းနဲ့အဲ့လိုမျိုးတဆက်မြင့်ချင်းသွားမှာပါသူကြောက်လေဟိုမိဘတွေကြောင့်ကြောင်းတက်ရတာရှိရဲ့ဒါကြောင့်အဲ့လိုမျိုးအကြောင်းရင်းကြောင့်ပေါ့အင်ကအင်ကိုဟိုအင်ကကြောင်းတက်ခိုင်းကြောင်းဆက်တက်ရတယ်အဲ့ဒါဆိုရင်တော့လေဆက်တက်ပါအခုပေါ့အခုဖြစ်နေတာပေါ့တို့အရွယ်လူငယ်တွေပေါ့ကွာဟိုအကြောင်းကိုဆက်မတက်ပဲနဲ့ အပြင်မှာအလုတ်ထွက်လုပ်လိုက်မယ်ပတ်ဆိုင်ရှာတော့ကငယ်ရွယ်နဲ့လေမယားရဲ့သုံးဖြုံးညတွေတော့ပတ်ဆိုင်ရှာကျင်တာကွာအဲ့တော့ကြောင်းကိုဆက်မတက်ပဲနဲ့အပြင်မှာအလုတ်ထွက်လုပ်လိုက်မယ်ဆိုရင်ရောအဆင်ပြေမလားဘလို့ဒီအခက်ခဲတွေရှိနိုင်တယ်ပေါ့အဲ့ဒါကြတော့ကိုယ့်ရဲ့ခံယူချက်ပေါ့နော်ကိုလိုချင်တဲ့ပညာရက်ကအကြောင်းမှမရှိဘူးဆိုလို့ရှိရင်တော့လေဟိုအပြင်ထွက်ပြီးတော့ပဲတင်တင်းတက်ရှင်တဲ့ဒါမှမဟုတ်အလွတ်လွတ်နေတဲ့တွေ့ကြုံရှာရှာပြီးတော့အဲ့လိုမျိုးပဲတင်ယူပါပေါ့နော်ဒါမှမဟုတ်တချို့ကြောက်လည်းရှိရဲ့ ဟိုမိဘတွေကမိဘတွေကပတ်စံရှိလို့ចောင်းထားတယ်ကွာဟိုမိဘတွေအိမ်မပိုင်လို့ပါနေចောင်းဆက်တတ်တဲ့လူတွေလည်းရှိတယ်အဲ့လိုမျိုးလူငယ်တွေကပေါ့နော်ចောင်းကိုဆက်မတတ်ချင်တော့လို့လူများတွေလို့ကွာသုံးဖြုံးချင်တာကွာအဲ့ပတ်စံလေး income လေးလိုချင်နေဆိုတော့အပြစ်မှာအလုပ်ထွက်လုပ်လိုက်ရင်ကောင်းမလားပေါ့ဒီလိုစိတ်တွေပေါ့ចောင်းဆက်မတတ်ပဲနဲ့အလုပ်ထွက်လုပ်လိုက်မှာပေါ့ကွာအဲ့လိုစိတ်တွေဝင်လာတယ်ဒီခါကျတော့သူကចောင်းမပြီးပဲနဲ့ဒီအပြင်အလုပ်မှာထွက်လုပ်လိုက်မယ်ဆိုရင်ရော အဆင်ပြေမလားဘယ်လိုတွေခက်ခဲမလဲအဲ့ဒါကတော့ပဆန်ရှာတာကတော့လေရင်းတော့ယူဟိုအဓိကပဆန်ထက်ဟိုပညာရက်တစ်ခုကိုဟိုဒူးဒူးရှင်ရောပေါ့ကွာဘယ်လိုမျိုးအရင်ဆုံးတင်ပေါ့ဟိုအခုအတွေ့အကြုံရဆိုလို့ရှိရင်အငယ်တော့ဆိုလို့ရှိရင်ကွာဟိုဟိုဆိုဆက်တဲ့ဒီစက်တန်နေရှောက်လောက်လာတယ်အများကြီးတော့ရတယ်ဒါပေမဲ့တစ်ခုတည်းကိုတော့ focus မရောက်ဘူးကွာတစ်ခုတည်းနဲ့တစ်ခုတည်းကိုမရောက်ခင်းနဲ့ခုကြောက်တိကြောက်ဆိုတော့ဟို လိုချင်တဲ့ညာမရဘူးလိုချင်တဲ့ညာမရတဲ့ခါကျတော့တိတ်ပြီးတော့ဟိုနင်းနောက်နောက်နေလို့ဖြစ်သွားတယ်ပါဒီခါကျတော့ကိုကတကယ်လို့ကိုကကြောင်းစာမှာထူးချွန်နေဆိုလို့ရှိရင်လည်းကြောင်းဆက်တက်ပေါ့ဒါပေမဲ့ငါလိုမျိုးကြီးကြောင်းစာလည်းစိတ်ဝင်စားပါညာဆိုရင်လည်းဆမ်တက်နေပါတော့ကိုတခြားဝန္ဒနာပါတဲ့ဟာကိုပဲနင်းလျှောက်လုပ်ကြည့်ပေါ့အဲ့ဒါအဲ့တော့ကျောင်းမှာဟိုအချိန်ဂုံနေမဲ့အစားပေါ့နော်ကိုဝါသနာပါတဲ့ဟိုစင်ဟို engineer ဆိုရင်လည်း engineer ဒီဆက်ပြင်ပါပြင်အဲ့လိုဆောက်လို့ရဆိုလည်းလို့ပေါ့ဒလိုင်းနဲ့တွားရတာကောင်းတယ်ပေါ့ တော့အခုလူငယ်တွေအနေနဲ့ဘောနော်ဒီပြက်စီးနေလို့ပဲပြောရမှာပေါ့ဒီအတော့စားပိုင်းကအခုနောက်ပိုင်းကပို့ပြီးတော့ပို့ပြီးတော့များလာရလို့ခံစားရတယ်ပေါ့အပြင်မှာရောအကြောင်းရင်းမှာရောအဲ့ဒါဆိုသူအပြင်မှာကြာတော့ဘလူလူတွေကဘလူပြက်စီးရကိုများလဲပေါ့ပြောချင်တာအပြင်ထွက်လိုက်ပြီးတော့အလုလုတဲ့သူနဲ့ကြောင်းတက်နေတဲ့သူဆိုဘယ်သူကပို့ပြီးတော့ပြက်စီးမလို့ထင်တယ်အဲ့လိုကြာတော့ကိုယ့်အပေါ်ပဲမူတည်ဘာလဲဆိုတော့ ကိုကအပျော်ပါအရန်မတ်တယ်တိတ်ပြီးတော့လည်းဟိုကိုယ့်ရဲ့ဟိုရည်ရွယ်ချက်နဲ့လည်းဆိုင်မှာပေါ့ကွာတိတ်ပြီးတော့အများကြီးမမျောလင့်ထားဘူးဆိုလို့ရှိရင်တော့ဒီလိုပဲနေလို့ဖြစ်တဲ့ဘက်မှာဖြစ်သလိုပဲနေပြီးတော့အဲ့လိုမျိုးအချိန်ကုန်သွားမယ်တောက်မယ်စားမယ်ပျော်မယ်ပါမယ်အဲ့လိုမျိုးပဲအမှန်ကတော့အဲ့လိုမဟုတ်တာဟိုထားတယ်ကွာဒီမင်းကထားနိုင်တော့ထားတယ်ပြီးတော့လုံနိုင်တော့လုပ်တယ်ပတ်စံစုတယ်ပြီးတော့တခြားကိုရှာထားတဲ့ပတ်စံကိုလည်းနှမျောရပါအဲ့လိုမျိုးတောက်လိုက်စားလိုက်အဲ့လိုမျိုးမဖြစ်ချင်ဘူးတော်တော်များများနေလည်းအဲ့လို ကွဲထွက်တယ်ကွာတကယ်ချင်းပေါင်းသိနေတိတ်မရတာလည်းများတယ်ဟုတ်ကဲ့ရှင်းရှင်းဒီကကိုယ့်ဘော်ပဲမူတည်ရဲ့ဟိုမိဘတွေကလည်းစိတ်ပူတာရှိရပါကြာအပြင်ရောက်သွားလို့ရှင်ရင်ဟိုပျက်စီးသွားမလားဘာညာကြတော့အဲ့လောက်ကြီးလည်းမဟုတ်ဘူးဒီကကိုကိုယ့်ဘော်ပဲမူတည်တာအဲ့တော့မှလည်းကိုယ့်ဘော်မူတည်ရဲ့ဆိုရညာမှာလည်းဒီဘော်အပေါင်းတင်းနဲ့လဲဆိုင်တာပေါ့နော်ဟုတ်တယ်ဟုတ်တယ်အပေါင်းတင်းကအများနဲ့တယောက်စီကကိုပဲရှုံးပါမယ်။အကိုကိုတော့အတက်နိုင်ဆုံးထိရမယ်ပေါ့နော်။ဒီအတွေ့အကြုံလေးတစ်ခုပြောရမယ်ဆိုရင်တော့ ဟိုဘယ်လိုပြောရမလဲပေါ့မိုင်လဲမှတ်မယ်မိုင်လဲမှတ်ပေါ့ကွာငါရဲ့အမြင်ကိုပြောမယ်ဆိုရင်လူငယ်တွေပြက်စီတာကစာတင်ချောင်းကစတယ်ယုံကားတော့မသိဘူးဘယ်လိုဆိုတော့အပေါင်းအသင်းစုံတဲ့နေရာကစာတင်ချောင်းပဲအပေါင်းအပေါင်းအသင်းကစိုးမိုးမှုပို့ပြီးတော့ရှေးဘယ်လိုလဲဆိုတော့စာတင်ချောင်းမှာကွာစင်းရတဲ့သူလဲလာမယ်ချမ်းသာရတဲ့သူလာမယ်ပုံမှန်လာမယ်လိမ်မာတဲ့ကောင်လာမယ်ဒီမလိမ်မာတဲ့ကောင်လာမယ်ဒီလိုလူတွေအကုန်စုလိုက်တဲ့အခါကျတော့ဟိုတဲ့ ကောင်းတာနဲ့ဆိုရဆိုရင်တော့ဆိုတာတော့အရန်လွမ်းမှုခံရတယ်ပေါ့ဒီခါမှာတို့တွေလည်းအဲ့လိုပေါ့အပေါင်းအသင်းမြောက်ပြီးလို့လိုက်ပြီးတော့လှုပ်ကြတယ်ပေါ့အဲ့ဒါနဲ့ပြက်စီကြတယ်အเจ้าမဆိုရင်ကဒီလားအင်သာဆိုရင်ဒါအင်သာဆိုရင်ဒါဆီလက်တောက်တဲ့နေရာပဲတဲ့အင်သာဆိုရင်ရံဖြစ်တဲ့နေရာဆီလက်တောက်တဲ့နေရာအဲ့လိုတွေရောဖြစ်နေပြီပေါ့အเจ้าသားတွေလည်းလို့တိတ်ပြီးတော့အထင်ကြီးရမှရှိဘူးပါပြက်စီနေတာပဲဟိုဘလို့ဟိုဆိုရိုးစကားတစ်ခုပေါ့ အမျိုးသားစီကံစာစာတင်ကြောင်းကဆိုတာအဲ့ဒါကြီးကအခုလုံးဝမဟုတ်တော့တော်တော်များနေမှာအဲ့ဒါကြီးကလူငယ်တွေပြက်စီနေရလဲအဲ့စာတင်ကြောင်းကစာလို့ပြောပြရတယ်အခုနောက်ပဲခလေးတရားတော်ဆိုးတယ်ပေါ့နော်အဲ့တော့ pro နေနေတော့ဒီအဲ့လိုလူငယ်တွေအတွက်ပေါ့ဘာပြောချင်လဲပေါ့ဟာပြောချင်လဲဆိုတော့လူငယ်အတွက်အခုလောချင်တာကိုကကိုရဲ့ဒီမန်ချက်ကိုရှာပေါ့နော်ကိုကဘာဖြစ်ချင်တာလဲဘယ်လိုပုံစံမျိုးဘဝကိုနေထိုင်ချင်တာလဲပေါ့နော်အဲ့လိုမျိုးညကိုက ရှာလို့မတွေ့ဘူးဆိုလဲဘာမှဖြစ်သေးဘူးရတယ်ငယ်ရွယ်သေးတဲ့အချိန်မှာတစ်ခုပြီးတစ်ခုကိုလှုပ်ွားကြည့်လှုပ်ွားကြည့်လို့အဆင်မပြေဘူးဆိုရင်ထပ်ပြောင်းထပ်ပြောင်းကိုနဲ့တကယ်အံဝင်ခွင့်ညဖြစ်တဲ့အလုပ်ဖြစ်သွားပြီးဟိုအဆင်ပြေတယ်ဟိုပတ်စံလဲရှာလို့ရတယ်တကယ်ဝန်လာပါတဲ့လှုပ်ဆိုလဲဖြစ်ရဆိုလို့ရှိရင်တော့လေလှုပ်ပေါ်တော့အဲ့လိုမျိုးအချိုးကြောက်လည်းရှိတယ်ဟိုမိသားစုချင်းတွေကြောင့်အဆင်မပြေရပိုင်းကြောင့်လှုပ်ချင်တဲ့အလုပ်ကတက်တက်လှုပ်ရတဲ့လှုပ်ကတက်တက်ဟိုအဲ့လိုမျိုးကိုယ်ရင်းရရှိပါအဲ့ဒါဆိုတော့ ဟိုဒီမှန်ချက်တော့ထားပါပါအမြင်အမြင်ကြီးထားပြီးတော့တော့စူးစမ်းနိုင်တော့စူးစမ်းပြီးလုပ်လို့အဲ့လိုမျိုးဟောပါပတ်စံရဖို့အတွက်ဒီကိုလောလောဆယ်ကပတ်စံအများကြီးရဖို့တော့အဓိကမဟုတ်ဘူးကွာကိုရဲ့ဝါသနာအတိုင်းကိုတဆင့်ချင်းစီတဆင့်ချင်းစီလေ့လာသင်ယူပြီးတော့အဲ့လိုအကောင်းဆုံးလုပ်တော့ပေါ့တော့အဓိကမဟုတ်ဘူးဟိုပညာရှိပညာပညာပိစက်ကတခုပဲကြည့်ရတာပေါ့အကောင်းဆုံးစူးစမ်းအောင်မြင်မှုကနောက်ကလိုက်လာနိုင်မယ် အဲ့အဲ့စကားလေးတော့ကြိုက်တယ်ဟိုလူငယ်တွေကိုလည်းအကြံပေးစကားလေးအကြံပေးစကားကလူငယ်တွေအခုလောဆယ်တွေပါတော့ဟိုကြောင်းတက်နေတဲ့သူလည်းရှိတယ်အပြင်မှာလွတ်လွတ်နေတဲ့သူလည်းရှိတယ်ဆိုတော့ဘယ်လိုနေရာပဲရရောက်ပေါ့နော်ဟိုအကောင်းဆုံးတော့စူးစမ်းပြီးနေပေါ့ပြောမှအကောင်းဆုံးစူးစမ်းပြီးနေဟိုအရင်ကြီးလဲဟိုတာမဖြစ်နဲ့ပြက်စီမလွယ်နဲ့ကွာအပေါင်းတင်းနေလည်းရှိတယ်အာဆိုလို့ရှိရင်ကွာအပေါင်းတင်းက ဟိုကိုနဲ့ပုံစံမတူရင်တိတ်မပေါင်းတဲ့ခါကျတော့တငငချင်းပေါင်းတဲ့တိတ်မရှိအောင်ပြင်ရောက်သွားရတယ်အဲ့လိုမျိုးဖြစ်သွားကျန်ပေးချင်တာတစ်ခုကလှုပ်ကြိုးစားဟိုနော်လှုပ်ကြိုးစားပြီးတော့ပတ်စံစုစုလို့ရရတော့စုဟိုချွေတတာလည်းတုံးပြီးတဲ့ခါကျတော့မိသားစုတွေလည်းရှိရဲစုဆိုလို့ရှိရင်ဒီသားပါထားရတဲ့လူရှိမှာကွာဆိုတော့ပူရှုပ်ကောပူရှုပ်ရင်ကိုဘကအေးရှင်းနေချင်လည်းရတယ် ရည်သားထားရင်တော့မထားနိုင်မဟုတ်ထားွာကိုပင်မန်းမယ်တရားနှစ်ခုဖြစ်သွားပြီကွာတရားစိတ်ရောလူရောပင်မန်းမယ်အဲ့လိုမျိုးတော့ရှိရဲ့တော့ဒီစားကိစ္စတော့ဒါလူငယ်တဘောဖြစ်နေကြဆိုတော့ထားလိုက်ပါနားလည်ပြီးပြီ။အော်ခုနကဟိုပတ်စံစုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အကျယ်ပေးခြင်းနဲ့စာအုပ်တစ်ခုရှိတယ်။အဲ့ဒါ The Richest Man in Babylon ဘယ်လိုမျိုးမှအချက်လာတဲ့ပုံ။အိစာကတော့ဖတ်အိစာကတော့ဖတ်ပြအောင်ဖတ်စေခြင်းတယ်ကွာ။စာအုပ်ကောင်းတယ်။ဒီနေ့ကတော့ပါပဲ။ Ahora, chécete si mal. Vale, vale. Ja.